မင်္ဂလာပါကျွန်တော်မျိုးရဲ့အားလုံးမင်္ဂလာပါအဲကိုဇော်ဘုံဟင်းတရင်နဲ့စပါမယ်ကိုဇော်ဘုံဟင်းဒီအာအိမ်ပြန်ရောက်ပြီဆိုပြီးတော့တရင်နေလွှင့်နေတယ်ကိုဇော်ဘုံဟင်းနဲ့ပတ်သက်ပြီးတော့တရင်မားတွေပေါ့ဗျာနော်လွှင့်နေရအားလုံးဟာမားနေပါလေကိုဇော်ဘုံဟင်းဒီအခုချိန်ထိဘာမှုမှတက်စင်ခြင်းမခံရဘဲနဲ့စွဲခံထားရပါတယ်အဲ့တော့ကိုဇော်ဘုံဟင်းကိုအခုလိုမျိုးလှုပ်တဲ့လှုပ်ရက်တွေဟာ အတတော်လေးကိုပေါ့နော်စဉ်းစားစရာလေးဖြစ်လာတယ်ဒါမတရားဘူးလို့ပြောလို့ရတယ်ပေါ့ဗျာနော်အကျွန်တော်အနေနဲ့ကိုစောဘုန်းကြီးနဲ့ကျွန်တော်တို့ဒါပုဂ္ဂိုလ်ရေးခင်မင်မှုတော့ရှိတယ်တော့တော့လည်းချစ်ချင်းမုန်းချင်းအပထားပါကျွန်တော်အမြဲတမ်းပြောပါတယ်ဥပဒေအထက်မှာဘာလို့မှမရှိစရာပေါ့ဗျာနော်ဥပဒေရဆောင်ရက်ပါဆိုတဲ့စကားပဲကျွန်တော်ပြောပါတယ်ချစ်ချင်းမုန်းချင်းပေါ့ကြော်လို့ပြီးတော့ပြောရမှာပါအဲ့တော့ဥပဒေရဆိုရင်အဲ66ကကြီးနဲ့ဆွဲဆွဲတာဆွဲလို့ရတယ်ဟာရဲရဲပိုင်းကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဒေတာခံ yes ခံနေပြီးတော့တည်တည်ကြာတည်တည်ကြာဖန်ဆီးရဲ့ဟိဆိုကြာကျွန်တော်ဘာမှမပြောလို့ဘူးအခုလှုပ်တဲ့ပုံစံကကိုစောဖွင့်ရလှုပ်တဲ့ပုံစံကအဲရဲထက်ကြော်ပြီးတော့ဒီစရဖကနေပြီးနိုင်ငံတော်အဆင့်ဆွဲတာဥပမာပြနိုင်ငံတော်အဆင့်ဆွဲတဲ့ပုံစံဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်တို့ဆွဲသွားလိုက်တယ်ဗျာအဆွဲသွားပြီးတော့မှဟိုမှုဒီမှုဟိုမှုဒီမှုဆိုပြီးတော့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တရားဆွဲတဲ့ပုံစံမျိုးပါအဲအဲ့လိုပဲကိုစောဖွင့်ကလည်း ဟာတော့တောင်းတောင်းဆင်းတော့မဟုတ်ဘူးကြာသူ့ကိုဆွဲတဲ့ပုံစံကလည်းဒေါစုကြည်နီးပါဒီအကောင်မှမချာနာပဲနဲ့ဆွဲခံရတဲ့ပုံစံမျိုးကြာအဲ့ဒါကြောင့်မလို့ကိုစောဖွေးကိုဆွဲတဲ့ပုံစံတွေကတအားကိုလွဲနေတယ်အဲ့တော့သူ့ကိုဆွဲသွားတယ်ဆွဲသွားပြီးတော့မှဟိုဘယ်လိုခေါ်မလဲဆိုတော့အမှုကဘယ်လိုခေါ်မလဲအမှုကရှာရအောင်မှာကောင်ဆန်းစုကြည်ကိုအမှုရှာတယ်လို့ပဲအဲ့ကိုဖုံးကိုလည်းအမှုကရှာရအောင်မှာ အဲ့ဒီအတွက်ကြောင့်မို့လို့အာကျွန်တော်သုံးသက်တယ်ပေါ့ဗျာနော်။ဘာကြောင့်လဲဆိုရင်ကျွန်တော်အခုကိုကိုဖုန်းနဲ့ပတ်သက်ပြီးကျွန်တော်အဲဒီပေါ့နှစ်ဖက်သတင်းတွေပေါ့ဗျာနော်။အဲကျွန်တော်ဒီတက်ဖက်ကထောက်ခံသူတွေအားလုံးရဲ့သတင်းတွေအဲပြီးတော့အဲဘယ်လိုခေါ်မလို့ဆိုရှင်ဒီ mainstream media တွေပေါ့ဗျာနော်။ဒေါ်လာစားမီဒီယာလို့ခေါ်တဲ့အကျန်းဖက်အားပေးပေါ့။အဲဒီမီဒီယာတွေကိုမီဒီယာတွေကိုလည်းကျွန်တော်အားလုံးလိလအားလုံးပေါ်မှာချုံချုံသုံးသက်ကြည့်မယ်ဟဲ့ဆိုလို့ရှိရင်တော့ကိုဖုန်းကိုဆွဲတဲ့ပုံစံကလုံးဝ အမှုမရှိလို့အတွက်ကြောင့်မို့လို့ဘာမှုလို့ဘာမှုလို့ဖြစ်ရှားမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာအဲ့တော့တော်စုကြည်ကိုဆိုရတဲ့လိုမျိုးပဲအဲကိုဖုန်းကိုဆိုရတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့တရားဥပဒေရဲ့ထက်ဆိုရတဲ့ဆိုလို့ရှိရင်ဘယ်လိုဟောမလို့ဆိုရင်ပုံမှန်ကတော့တောက်မြင်ကပုံမှန်ပုံစံမျိုးဖြစ်နေတယ်အဲ့တော့အဲဖြစ်ပုံစမ်းပုံတွေကိုသိချာကြည့်တဲ့အခါမှာလေအဲစစ်တပ်ဘက်ကပေါ့ဗျာနော်ဒီ channel တွေပေါ့အဲအများစုဒီစစ်တပ်ကိုအားပေးထောက်ခံတဲ့ဒီ channel တော်တော်များများရဲ့ PR တွေလည်းပါတယ်เนาะကျွန်တော်ကြည်ရသလောက်ဆိုလို့ရှိရင်အဲသူတို့ရဲ့ PR တွေပါသလိုအကိုဖုံးအနေနဲ့ကလည်းပြဿနာတွေဖြစ်ခဲ့ဘူးတာရှိတယ်အဲ့ဒီပြဿနာဖြစ်ခဲ့ဘူးတာကအဲပုံလင်းလင်းပြောမယ်เนาะအဲဒီစစ်တပ်ထောက်ခံသူเนาะဥပမာဖြစ်ခင်ဗျားတို့ပြောသလိုဘောမပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်ပေါ့ဗျာเนาะအဘောမဆယ်လီတွေအဘောမ channel တွေပေါ့ဗျာเนาะအဲဒါခေတ်စကားနဲ့ပြောတာပါကျွန်တော်လည်းခင်ဗျားတို့ဘောမခေါ်တာပဲလीเนาะအဲ့တော့ ီ channel တွေဒီပုံကိုယ်ရဲ့အနောက်မှာအဲ background ကောင်းကောင်းရှိနေတတ်တယ်။နော် background ကောင်းကောင်းရှိနေတတ်တယ်။အဲအပွင့်အခက်ကောင်းကောင်းရှိနေတတ်တယ်ဟောဗျာနော်။အဲ့တော့ဒီအပွင့်အခက်ကောင်းကောင်းရှိနေတဲ့အတွက်ကြောင့်မို့လို့အဲသူတို့တွေမှာသူတို့ ਨੇ သွားပြီးတော့မညှိလေနဲ့ဗျာဒီလားသူတို့ ਨੇ သွားညှိလို့ရှိရင်တကွေးမဟုတ်တကွေးရတော့ပြဿနာရှိနိုင်တယ်။အဲ့တော့အဲဘယ်လိုခေါ်မလဲဆိုတော့ သူတို့ပြောတော့တက်လော်ပြီပေါ့ဗျာနော်အဲကျွန်တော်တို့ဆိုလို့ရှိရင်ခင်ဗျားတို့လည်းခေါ်နေရပဲတက်လော်ပြီပဲဖြစ်ဖြစ်လားဘောမှာပဲဖြစ်ဖြစ်ပေါ့ဗျာနော်အဲဒါမဲ့နောက်ပြန်မှာ background ကောင်းကောင်းမရှိဘဲနဲ့စွာနေရဆိုလို့ကိုဖုံးတို့ကျွန်တော်တို့ပဲရှိရနောက်ပြန်မှာကျွန်တော်နောက်မှာကြောပဲရှိတယ်ဘာမှမရှိဘူးကျွန်တော်ဆိုလို့ရှိရင်အဲကျွန်တော်ရဲ့လွမြောက်ဘယ်လိုခေါ်မလဲဆိုရှင်အဲလွမြောက်တဲ့အခွင့်အရေးလေးပဲရှိတယ်နော်ဒါကကျွန်တော်ရဲ့ background ပဲအဲကိုဖုံးဆိုရှင်သူ့နောက်မှာဘာ background မှာရှိတာမဟုတ်ဘူးလို့ကျွန်တော်သုံးသပ်ရတယ်အဲကြောင့်မို့လဲအခုလိုအချိန်မျိုးမှာအဲသူဒုက္ခရောက်တာဖြစ်တယ် တော့အခုချိန်မှာစွန်ကြီးဝိုင်းလောင်းခံရတဲ့ပုံစံမျိုးဖြစ်တယ်။ဘယ်သူရဲ့စွန်ကြီးဝိုင်းလောင်းလဲဆိုတော့ကိုဖုံးနေနဲ့တော့ဟုတ်ပါတယ်။အဲကျွန်တော်တို့ဒါတစ်ဖက်ကလည်းဝန်ခံမှာ သူ့ရဲ့ပြောဟောမှုတွေပြောဆိုမှုတွေဟာဆိုလို့ရှိရင်ဒါသူ့ကိုနှစ်သက်သူတွေအလုံးအတွက်အားပေးစရာဖြစ်တော်ညာလည်းပဲ။အဲသူ့ရဲ့စကားကြောင့်စိတ်ဒုက္ခရောက်ရစိတ်ဒုက္ခရောက်တယ်ပေါ့ဗျာနော်စိတ်ညစ်ရတဲ့သူတွေလည်းရှိပါတယ်။အဲ့တော့သူတို့တွေရဲ့ခံစားချက်ကိုလည်းနားလည်ပေးရမှာပါနော်။ ဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်ပြောသလိုပေါ့တရားဥပဒေထက်မှာဘလူးစီဘလူးမှမရှိစေရတရားဥပဒေအရလုပ်မယ်ဟိဆိုရှင်လုပ်ပါနော်လုပ်ပါကျွန်တော်အနေနဲ့ဘာမှမပြောတော့ဘူးအခုလုပ်ရက်တွေကတရားဥပဒေကိုကျော်လွန်ပြီးတော့တရားဥပဒေကျော်လွန်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့ပုံမှန်ကလည်း66ကကြီးမဟုတ်ဘဲနဲ့တောက်မြင်ကပုံမှန်ဖြစ်နေတာပါနော်အဲ့ဒါကြောင့်မို့လို့အဲခင်ဗျားတို့ကုတ်ဖုံးကိစ္စမှာမတရားဘူးလို့ကျွန်တော်တို့ကတော့ပြောရတော့မှာပါဗျာနော်အဲ့တော့အခု သူအရင်ကရံဖြစ်ခဲ့ဘူးတဲ့သူတွေရဲ့စွန်ကြီးဝမ်းလောင်းခြင်းနဲ့ခံရတာဖြစ်နေနိုင်တယ်လို့ကျွန်တော်သုံးသပ်တယ်။အဲထို့သူဘယ်ခေါ်မလဲချွတ် channel တွေပေါ့ဗျာနော်ဟိုဒီတက်အပီထောက်ခံတဲ့ channel တွေပေါ့ဗျာဒီ channel တွေမှာလည်း PR ရှိတယ်ဗျာသူတို့ကိုလည်းသူတို့နောက်မှာလည်းလည်းဘယ်ခေါ်မလဲအကောင့်သူ့မဟုတ်ဘောနော်ယာတို့ကြီးကြီးမားမားရှိနေတတ်တယ်။ဒီ channel တွေကစုပြီးဟိဆိုရင်တော့သူတို့စုပြီးဆိုရင်သူတို့ရဲ့နောက်မှာရှိနေတော့ အရာရှိတွေပဲဖြစ်ဖြစ်ပေါ့ဗျာနော်ဟိုလုတ်လုတ်ပိုင်ခွင့်ရှိတဲ့သူတွေတော်တော်များများကငြိမ်နေလို့မရတော့ဘူးဟာတို့ကအသားတွေကိုဒီလိုမျိုးဆဲနေတယ်ဟာအသားကျွန်တော်တို့ကိုဒီလိုမျိုးပြောနေတယ်ကျမတို့ကိုဒီလိုမျိုးပြောနေတယ်သမီးတွေကိုဒီလိုမျိုးပြောနေတယ်ဟေးဟာခင်ဗျားတို့ဘာမှမလုပ်နိုင်တော့ဘူးလားဘာမှမလုပ်နိုင်မလို့ဆိုဘူးလားဆိုပြီးတော့ကိုဖုန်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပလွဲရိုက်လာတဲ့အခါမှာတော့လုတ်တို့အနောက်ကအခက်တွေအပွင့်နေနေနော်ဟိုအဲ လုတ်ပိုင်ခွင့်ရှိတဲ့သူတွေကငြိမ်နေလို့မရတော့ဘူးလीเนาะအဲ့တော့ကုတ်ဖုံးကိုတောက်မြင်ကဆွဲစရာပုံမှလည်းရှာမြရတဲ့ခါကျဒီလောက်တော့ဖြစ်တောက်မြင်ကပုံမှလည်းဆွဲတယ်ကွာဆိုပြီးတော့အခုလိုမျိုးကုတ်ဖုံးကိုတရားဥပဒေမဲ့ပုံမှမဲ့เนาะတောက်မြင်ကပုံမှလည်းကျန်တာဘာမှမတည်ဘဲနဲ့ဆွဲသွားတာဖြစ်တယ်အဲ့တော့အဓိကကတော့လူများပြီးတော့เนาะဟိုနီးပိမ့်များလို့ပဲ EU ကျွဲဖက်တာပါเนาะ EU ကျွဲဖက်တဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ မဒါနဲ့ပတ်သက်ပြီးတော့ခမားတို့ကိုဖုံးအားပေးထောက်ခံသူတွေပေါ့နော်အဲခမားတို့ကနေပြီးတော့မထားကြွပဲနဲ့ပေါ့နော်ခမားတို့ရဲ့စန္ဒပေါ့ကိုဖုံးကိုကျုပ်တို့ချစ်ပါတယ်ဆိုအားပေးထောက်ခံသူ့ကိုခုလွတ်ပေးပါဆိုပြီးတော့ခမားတို့ကမထားကြွဘူးဆိုလို့ရှိရင်တော့ကိုဖုံးဒီအဲသူ့ရဲ့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်သူ့ရဲ့စန့်ကျင်ဘက်တွေပေါ့နော်ဒီစန့်ကျင်ဘက်တွေရဲ့ဖီအားကိုသူခံရလိမ့်မယ်အဲ့တော့ခမားတို့ငြိမ်နေတာတော့ကျွန်တော် အော်ရယ်ဗောဗျာနော်အဲ့တော့ခင်ဗျားတို့ရဲ့ဆန္ဒကိုထုတ်ဖော်ပြသကြပါနော်အဲ့တော့မတားလေးခင်ဗျားတို့ချစ်တယ်မဟုတ်ဘူးလားအေးခင်ဗျားတို့ချစ်တယ်ခင်ဗျားတို့ချစ်တယ်ငြိမ်ပြီးချစ်နေတော့မရဘူးနော်စာလေးတစ်ကြောင်းတော့လကောင်းဓာတ်ပုံလေးတစ်ပုံတော့လကောင်းနော်ဗီဒီယိုလေးတစ်ဖိုင်တော့လကောင်းနော်အ ਨੇ ဆုံးတော့ထုတ်ဖော်ပြသကြပါနော်အဲ့ခင်ဗျားတို့ရဲ့အနောက်မှာလည်းအဲ့ခင်ဗျားတို့ရဲ့အခက်တွေအပွင့်တွေရှိပါတယ်နော်အဲ့တော့ခင်ဗျားတို့ကလည်းဖီအားမပေးဘဲနဲ့ဒီလူတွေကအလုပ်လုပ်မှာမဟုတ်ဘူးအဲ့တော့တို့တက်ထဲမှာအခုဖြစ်နေတဲ့ပုံစံက အဲဒီနေရာမှာကျွန်တော်ကြည့်တာပေါ့နော်အဲဘယ်ခေါ်မစတော့သူ့ဘက်ကိုယ့်ဘက်ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ခမရတို့ကနေပြီးတော့ရွရွချင်းချင်းမထကြွပဲနဲ့နော်ဆန္ဒမပြရင်တော့ကိုဖုံးကွာမတွေ့ရစရာဖြစ်တယ်အဲ့တော့ခမရတို့ကိုဖုံးကိုချစ်ကြလားလေးစားကြလားအေးလေးစားကြတယ်ဟေ့ဆိုလို့ရှိရင်တော့ကိုဖုံးနဲ့ပတ်သက်ပြီးတော့ကိုဖုံးလွတ်မြောက်ဖို့ဒီတရားဥပဒေမဲ့ဆွဲဆိုနေတာတွေဒါတွေလက်တွန့်သွားဖို့နော်ဒီအုပ်စုနော်ဒီအုပ်စုဆိုတာကိုဖုံးရဲ့ ုတ်ဖုံးကိုမုန်းတဲ့သူတွေအုပ်စုတွေအနိုင်မရသွားဖို့အတွက်ကခင်ဗျားတို့ကုတ်ဖုံးကိုချစ်တဲ့သူတွေကတခုခုလုံးမရတော့မယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်เนาะအဲ့တော့ကုတ်ဖုံးအတွက်ခင်ဗျားတို့ဆန္ဒထုတ်ဖို့အချိန်တန်ပြီเนาะအဲ့တော့ခင်ဗျားတို့တွေကြက်ကျွတ်နေလားเนาะချစ်ကင်းလားအဲ့ဒါကျွန်တော်ကြည့်ရမှာပေါ့ဗျာเนาะအဲ့တော့ကြက်ကျွတ်နေလားเนาะအဲ့ဒါလေးအဲကျွန်တော်တို့မေးချင်တယ်ကုတ်ဖုံးနဲ့ပတ်သက်ပြီးတော့စာလေးတစ်ချောင်းတော့လကောင်းကွန်မန့်လေးတစ်ချောင်းတော့လကောင်းဗီဒီယိုဖိုင်လေးတော့လကောင်းเนาะ ဆန္ဒထုတ်ဖော်ပြတာကြပါเนาะအဲ့ဒါမှတန်လေးကိုဖုံးအတွက်အစဉ်ပြေလိမ့်မယ်အခုချိန်ထိကိုဖုံးဒီနိုင်ငံတော်အဆင့်ဒီပါဆွဲစီခံရတာပါเนาะနိုင်ငံတော်အဆင့်ဒီပါဆွဲစီခံရတာပါအဲ့ဒီတော့ချောက်ဖို့လို့တော့ခင်ဗျားတို့ဘာမှမပြောရင်တော့ကိုဖုံးအတွက်မလွယ်ဘူးเนาะအဲ့ဒါလေးကိုဖုံးနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြချင်ပါဟုတ်ပြီအမတရားမှုကျွန်တော်အတွက်ကတော့ကျွန်တော်ရဲ့အကျိုးစီးပွားမတရားမှုပဲမတရားတာမှန်သမျှတော့ကျွန်တော်တိုက်ခိုက် ပြောဆိုဝေဖန်မှာဖြစ်တယ်အဲ့တော့ကုဖုံးကိစ္စကကုဖုံးကျွန်တော်တို့ဒါတတိယပြည့်ပုံကိုရေးခင်မှုလည်းရှိပါတယ်ကုဖုံးလည်းကျွန်တော်နဲ့နော်ခင်လည်းခင်တယ်ကျွန်တော်သူနဲ့ကျွန်တော်ဆိုလိုက်နေပါလေအတူတူလွှင့်မှုတယ်ဒါအဓိကမှမဟုတ်ဘူးကျွန်တော်တို့အဓိကတရားဥပဒေစိုးမိုးမှုနဲ့လှုံထုံးလုံးနေမှန်ကန်ဖို့အဲ့တော့ကျွန်တော်ပို့စာရေးပါတယ်သူနဲ့ပတ်သက်ပြီးပြောပါတယ်အဲ့တော့တရားဥပဒေထက်မှာဘယ်သူမှမရှိစေရအောင်အဲ့တော့တရားဥပဒေနဲ့ညီဆွဲဆန်းမှလှုပ်ဆန်းပါနော်အခုလိုမျိုးလူကိုဖမ်းပြီးတော့မှအမှုစင်တဲ့ဇာတ်တွေ ကတော့တရားဟုတ်ပြီကိုကြော်လွန်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အဲသူနဲ့ရန်ဖြစ်ဖူးသောသူတွေရဲ့ဖီအားကအများကြီးပါတယ်เนาะအဲဒါကတစ်ချက်အဲနောက်တစ်ခုစနပြောတဲ့ဒီသူ့ကိုသူ့ရဲ့ဆဲခံရတဲ့ပေါ့เนาะဒီ channel တွေရဲ့ပြောဆိုမှုတွေကလည်းအများကြီးပါတယ်အဲ့တော့သူတို့စုမတော့အဲသူတို့နောက်ကအပွင့်နေအခက်တွေကလည်းညင်မနေနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ဆွဲစရာပုံမှန်လည်းမရှိတဲ့အတွက်ကြောင့်ဒီလောက်တော့ဖြစ်တာတောက်မြက်ကပုံမှန်လည်းဆွဲတယ်ကွာဆိုပြီးကိုပုံခုမြန်မာလက်ကလေးထားအောင်လို့เนาะ ်လက်ကလေးသူ performance ဆိုလက်မြောက်သူထောက်မျက်လုံးနေပိတ်လို့ဒီလားနော်အဲ့လိုမျိုးလေးတွေ့ရတယ်ကိုဖုံးလွတ်လာပြီဆိုတာလေလုံးဝမဟုတ်ပါဘူးလွတ်ဖို့လည်းမလွယ်ပါဘူးမလွယ်ပါဘူးဒါနိုင်ငံတော်အစဉ်ပုံစံဒီပါတောက်မြက်ကပုံမှကြီးပါเนาะအဲ့တော့ခင်ဗျားတို့တခုခုဆောင်ရွက်ဖို့အချိန်တက်ပါပြီเนาะအဲသူနဲ့ကျွန်တော်နဲ့ဒါမျိုးပေါ့ဟို like လို့မူတာဒါ နော်ဒါကြောင့်ပုံကိုခင်မင်မှုတွေအပြည့်အဝရှိပါတယ်အတူပါတော့လည်းပဲအမှန်တရားအတိုင်းပဲကျွန်တော်တို့ပြောရမှာပါအဲ့တော့ကိုဖုံးအနေနဲ့လူမျိုးဝဆိုရင်တော့ခင်ဗျားတို့ကျွန်တော်တို့တစ်ခုခုဒါမျိုးလေးပေါ့ဆန္ဒထုတ်ဖို့ပြသကြပါအဲ့လိုပဲကျွန်တော်ပြောချင်တယ်နော်ကဲဟုတ်ပြီဒါကတော့မတရားမှုတစ်ခုပေါ့ဗျာနောက်ထပ်မတရားမှုတစ်ခုကိုကျွန်တော်ဆက်သွားရမယ်အကျွန်တော်မိုးညင်းခလာရ15နဲ့ပတ်သက်ပြီးတော့အကျွန်တော်ကျွန်တော်ကိုယ်တိုင်ပဲဒီကိစ္စကပေါ်ထုတ်ခဲ့တာလေးဖြစ်တယ်ကျွန်တော်ကိုယ်တိုင်ပဲထုတ်ဖို့ပြောဆိုခဲ့တယ်ပေါ့ဗျာနော်အဲ့တော့ အထုတ်ထုတ်ဖို့ပြောဆိုသည်လေးရောက်လေအဲသူတို့ဘက်ကဘယ်လိုခေါ်မလဲဆိုတော့အဲ့တော့ဆက်မပြောသူဘောလူများပြီးတော့နော်လူငင်ဤကိုကျွဲဖက်တဲ့ဇယိုက်ပုံစံမျိုးတွေလည်းမိုးငင်းမှာတွေ့နေရတယ်အဲ့တော့ကျွန်တော်ကပြောလိုက်တော့ကျွန်တော်ကြောင့်ပုံစံမျိုးဖြစ်နေတယ်ဆိုလိုချင်တာကအာကျွန်တော်ကြောင့်တဲ့ဒီခံရတဲ့လင်မယားကပို့ပြီးတော့ဘယ်လိုခေါ်မလဲဖီအားတွေများလာတော့သွားတွေ့ရတယ်အဲ့တော့သူတို့ဖီအားတွေကိုကျွန်တော်ကိုယ်တိုင်ဒီကျွန်တော်ပခုံးပေါ်မှာထပ်တင်ပြီးတော့ကျွန်တော်ထမ်းလာမှာပါနော်အဲ့တော့ကျွန်တော်တို့အတူတူ ရဆိုင်ရမှာပါเนาะအဲ့တော့ကျွန်တော်လည်းမတရားရင်နေမနိုင်ဘူးမတရားမှုကသူတို့ဖြည့်ရှင်းလိုက်ပြီဘယ်လိုဆိုမတရားမှုကိုမတရားမှုနဲ့မတရားလုပ်ပြီးတော့သူတို့ဖြည့်ရှင်းတဲ့အချိန်မှာဒီမတရားမှုကမတရားဘူးလို့ကျွန်တော်အနေနဲ့တော့ကြားရတယ်ပြီးတော့နေပါပါတော့ပြောပိုင်မှုမရှိဘူးလားဗျာနော်အဲ့တော့ကျွန်တော်ဝင်ပြောခဲ့ပါတယ်ပြောခဲ့သေးလေအောင်အခုဆိုရင်အမျိုးသမီးငယ်လေးကဒီပေါ့နော်မရင်းချင်းခံရတယ်နော်မရင်းချင်းခံရတဲ့အမျိုးသမီးငယ်ကအဲဘူကြီးရဲ့မယားပေါ့နော်ဒီပြောသလိုဘူကြီး သုံးမိတဲ့ဗိုလ်ကြီးပေါ့နော်ဗိုလ်ကြီးကသူ့ရဲ့ the same group ပေါ့နော်ဟိုဘာလို့ဆိုကျွန်တော်တို့သူ့နဲ့ the best sin တဲ့ the best sin နဲ့အဖွဲ့ဒီအရာရှိကမရင်းသူ့မိမမရင်းချင်းလိုက်တယ်နော်မရင်းချင်းလိုက်တဲ့အခါမှာသူ့မိမကိုဒီတက်ရင်မှုကတော်ကသိန်း30နဲ့ညှိပြီးတော့ဒီပြဿနာကိုအာဘယ်ခုမှသာဖိဖို့ကြိုးစားတယ်ဖြောက်ဖို့ကြိုးစားတယ်ကြိုးစားတဲ့အခါမှာတော့သူဖြောက်မှာပဲသူပြီးဝင်ရှုပ်မှာပဲဒီပြဿနာကဟောလင်းကြော်ကြော်ဖြစ်ပြီးတော့ အမျိုးသမီးငယ်လေးရဲ့ယောက်ျားပါတီးသွားတယ်ယောက်ျားကတီးမခံနိုင်တော့ကျွန်တော်တို့တရားဆွဲတယ်တရားဆွဲတဲ့အခါကျတော့ယောက်ျားကိုရှည်တန်းပို့ပြီးတော့အမျိုးသမီးငယ်ကိုအပြင်ကိုမောင်းထုတ်လိုက်တယ်မောင်းထုတ်လိုက်ပြီးတော့အဲအဲ့လိုပြဿနာမျိုးတွေဖြစ်တဲ့အချိန်မှာကျွန်တော်ကဝင်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖော်ထုတ်တယ်ပေါ့ဗျာနော်ဖော်ထုတ်တော့အခုဒီတရားမဆွဲဘူးကိစ္စမှာပါခတူတိုင်းမှုကနေပြီးတော့ကျွန်တော်တို့တည်ရင်မှုတက်ဆွဲမှုနော်ဒီအားလုံးကနေဝိုင်းပြီးဖိအားပေးပြီးတော့လုံးဝ ဒီပေါ့နော်မတိုင်ဖို့မတိုင်ဖို့ညဖီအားပေးတဲ့ခါမှာတော့ဘယ်သူလဲဖြစ်ဖြစ်ပေါ့ဗျာနော်ကို့အမျိုးကို့မိန်းမမတင်းချင်းခံရတာဘယ်သူကငြိမ်ခံခြင်းမလဲဗျာနော်အဲ့တော့ဒီဒီဘူကြီးကတရားလိုဘူကြီးကတရားတိုင်လိုက်ပါပြီတရားတိုင်လိုက်တော့ကောင်မလေးကအပြစ်မှာနေနေရတယ်ဘူကြီးကတော့အရှိန်းကိုမောင်းထုတ်ခံရတယ် ဒီဘုဟောမရှိတန်းကိုရှိတန်းပုတ်ခမ်းတော့ဗျာနော်အဲထို့သူမျက်မြင်တက်တည်တွေကလည်းပြီးတဲ့သူကပြီးရတယ်မပြီးတဲ့သူကလည်းရှိတန်းကိုပို့ထားတယ်အဲ့တော့ဒီအမှုကိုခုံယုံစစ်ပြီးတော့စစ်ဆေးတယ်စစ်ဆေးတဲ့ခုံယုံစစ်တဲ့သူကလည်းဒီဥပဒေဘုဟောမဥပဒေဆိုတာလည်းဆိုလို့ရှိရင်ဖီအားတွေအောက်မှာလဲနေတယ်အဲ့တော့အမျိုးသမီးလေးကအခုဘလို့ဖြစ်လဲဆိုတော့သူတို့ကမောင်းထုတ်ပြီးတော့ဒီမျိုးသမီးကသူတို့မောင်းထုတ်တာမဟုတ်ပါဘူးကောနော်အကျင့်ပြက်လုံးအားကြီးလို့သူတို့သူတို့အကျင့်ပြက်တဲ့အတွက်ကြောင့်မို့လို့အပြင်ကိုသူ့အတူ သူကသူသွားနေတာပါဆိုပြီးတော့သတင်းလွင်ခိုင်းတယ်အဲ့ဒီကျင်းနန်းကိုလည်းကြံဖန်ပြီးရေးတယ်လို့ကျွန်တော်ကြားသိရတယ်အခုဆိုအမျိုးသမီးကဖုန်းတော်မတုံးရတော့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီသတင်းက online ပုံမှာပြန့်နေတယ်ဒီအမျိုးသမီးကပေးတာပါအဒီတရေးဒီတရေးဖို့ကြောင့်ပြသူယောက်ျားသူ့အမျိုးသားပေါ့နော်ပေးတာပါဆိုပြီးတော့ဖုန်းလေးကိုစစ်တယ်စာရဖားကလည်းဒီတက်ထဲမှာအကုန်လုံးဝိုင်းထားပြီးသွားပြီအပြင်ကိုထွက်ထွက်ဝင်နေကအစာစာရဖားအသေးစားကိုစောင့်ရှောက်စောင့်နေတာဖြစ်တယ်အဲ့တော့အမျိုးသမီးကဖုန်းသုံးလို့မရတော့ဘူးမျိုးသားနဲ့လည်းအဆက်အသွယ်မရတော့ဘူး เนาะသူအမျိုးသမီးမှာလည်း၃နှစ်သားကလေးတစ်ယောက်ရှိသလိုအဲနောက်ထပ်အဲကျွန်တော်တို့မိခင်ဖြစ်တဲ့60အသက်60ကျော်ပင်စင်စားရွယ်အတော်တယောက်ကအဲအတော်အမေကလည်းရှိတယ်အဲသူတို့ကအပြင်မှာနေနေရတယ်အပြင်မှာနေနေရတော့မှသူတို့ကိုဘယ်လိုခေါ်မလဲဆိုတော့ဒီရက်ွက်မှာနေလို့မရလောက်အောင်ကိုဖိအားပေးနေတယ်ဖိအားပေးတဲ့အခါမှာစာချုပ်ကချုပ်ထားပြီးသားဖြစ်လို့ကံကောင်းနေတာအိမ်ကစာချုပ်ချုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့အဒီအိမ်ကို တို့အင်ရှင်ကပြောတယ်ကျွန်တော်တို့ဆက်လက်ကျွန်တော်တို့ဆက်လက်ထားပြရစီပို့ဆိုတဲ့ပုံစံမျိုးဖြစ်တယ်။စာချုပ်ချုပ်ထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအပြင်မှာတက်ပြင်မှာနေတဲ့သူတွေအကုန်လုံးကလည်းအဲဒီပေါ့တည်ရမှုကတော်ရဲ့ဖီအားအောက်မှာပဲရှိနေတဲ့အတွက်ကြောင့်မို့လို့အခုအဲ့ဒီမျိုးသမီးနေတဲ့ရက်ွက်ကရက်ွက်ကရက်ွက်လူကြီးအထိကဖီအားတွေကရှိနေတယ်။တော့ဒီမျိုးသမီးကိုအဲကျူးလွန်ခံရတဲ့မျိုးသမီးကိုဒါမျိုးအနိုင်ကျင့်နေရတယ်ကျွန်တော်တို့ကြားသိနေရပြီနော်။ကြားသိနေရပြီနောက်ထပ်ဘယ်လိုလဲဆိုတော့ ဒီခုံယုံကလည်းခုံယုံအုပ်စုကလည်းအမျိုးသမီးကိစ္စပါဒီမဒိမှုကိုကင်တဲ့ခုံယုံကိစ္စခုံယုံကလည်းတော်တော်ညံကြီးရှင်နဲ့အုံနောက်တော်တော်ကြီးတာဒီလားအုံနောက်တော်တော်ကြီးရဲ့သူလေဘလို့အုံနောက်မျိုးနဲ့ဒီလိုမျိုးပေါ့ဗျာနော်ဟိုဘလို့ဒီလိုမျိုးယာဒူးတွေရလာတယ်ဆိုတော့စစ်တပ်မှာယာဒူးတွေရလာဆိုတော့ကျွန်တော်စဉ်းစားရပါမယ်တဲ့လားအမျိုးသမီးကမဒိချင်းခန္ဓာတရက်နေရချင်းခံရလားနော်ဒီပေါ့တုပ်ပိုးစစ်တာက24နာရီအတွင်းမှာပဲစစ်လို့ရတယ်အဲ့ဒါကိုဘယ်တော့မှစစ်လဲဆိုလို့ရှိရင်စေရချေချော15ရက်လောက်မှာ တဘောစစ်တယ်ဆိုတဲ့ခါကြတော့ဒါသက်သက်စော်ကားတာပဲဗျာနော်စော်ကားတယ်ပြီးတော့အမျိုးသားရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ကာမပိုင်လျောက်ကြားရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ဒီအမျိုးသမီးငယ်ကိုတဘောသွားစစ်တယ်နော်အဲအဲ့ဒါကလည်းဒါလည်းနိုင်ကျင်တာပဲအဲ့တော့ကျွန်တော်ကျွန်တော်တို့ပြောသလိုပေါ့ဗျာနော်ကျွန်တော်တို့ချင်းချင်းတောင်အခါကြရတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်နည်းနည်းပေါ့ဆွေးနွေးကြည့်တဲ့သူတွေရှိတယ်ပေါ့နော်ကျွန်တော်တငယ်ချင်းတွေပေါ့နော်အဲသူတို့ကဟာတဲ့ဒါဆိုရင်တော့မလွယ်ဘူးတဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ ဒီမျိုးသားလေးဘွားပေါ့နော်ဒီတရားဆွဲတဲ့ဘူကြီးဘွားမလွယ်ဘူးတဲ့တရားဆွဲတဲ့ဘူကြီးကလည်းအခုဘာပြဿနာဖြစ်နေဆိုတော့ तू ကအရှိတန်းကိုရောက်တယ်အရှိတန်းကနေပြီးတော့ तू ဆွဲတဲ့အမှုအတွက် तू ကိုယ်တိုင်လာရောက်ဖြည့်ရှင်းလို့မရဘူးဖြစ်တယ်အဲ့တော့အရှိတန်းမှာလည်း तू ကဘယ်လိုဟောမလဲအနေရည်များတယ်ဆိုတဲ့ပုံစံမျိုးတစ်ဖြစ်လာတယ်ဘလောက်ထိလဲဆိုတော့ဒါတိုက်ဆန်မှုရှိတာလားမရှိတာလားမသိဘူးပေါ့ဗျာနော်သူ့ကိုအရှိတန်းမှာရဲဘော်တယောက်ကတနက်နဲ့ထချိန်ပြီးပြစ်တာကြည်စံမထွက်လို့ကန်ကောင်းတယ်ကြည်စံထွက်မယ်ဆိုတော့ဒီအမှုလည်းပြတ်သွားမယ်အဲ့တော့ သူ့မှာဘာမလဲအခုမှကန်ဆိုးတာလားဒါမှမဟုတ်ရှင်လဲဒါတိုက်ဆိုင်တာလားတော့မသိဘူးနော်နိုင်ငံရေးမှာတိုက်ဆိုင်တယ်ဆိုတာရှိမရှိတော့မသိဘူးပေါ့ဗျာနော်အဲဘာလို့ရှိဖြစ်တော့ဒီရဲဘော်တယောက်ကတနက်နှစ်ဆချိန်ပြစ်တာပြစ်တဲ့အခါမှာကြည်မထွက်လို့တော်သေးတာပေါ့ဗျာနော်အဲ့တော့အဲ့ဒီကိစ္စကလည်းအဲကျွန်တော်တို့ပြောလိုက်မှာပဲဒီတနက်နဲ့ချိန်တဲ့ကောင်ကအခုဆိုရှင်တော့ရေးယူခံရမယ်ဒါနာမည်လည်းသိရနော်ကျွန်တော်မပြောဘူးနော်အဲ့တော့အဖီအားတွေကတအားကိုများတယ် တောက်များတဲ့ခါမှာကျွန်တော်နောက်ထပ်ထပ်ပြီးတော့ကြည့်ရတာဒီမုံရင်းခလာရ15ပေါ့နော်ဒီနယ်နဲ့ပတ်သက်ပြီးတော့ဘာကြောင့်မို့ဒီလောက်ထိတဲတဲလုံနေလဲဆိုတဲ့ခါကြတော့အဲ့ဒီမှာရှိနေတဲ့တက်တွေကတော်တော်ကိုနော်ဟိုရှားပေါက်ရလန်းနဲ့ပတ်သက်လာလို့ရှိရင်တော်တော်လေးကောင်းတဲ့နေရာလေးဖြစ်တယ်အဲ့တော့အထက်လူကြီးတွေအာယုံစိုက်လာမှစိုးလို့ဆိုတဲ့ပုံစံမျိုးထိသွားတွေ့ရတယ်အဲ့တော့ဘသူ့ကိုကြောက်နေရကျွန်တော်လည်းကြောက်တာတော့မဟုတ်ဘူးဗျဒီအမှုကိုကြောက်တာလည်းမဟုတ်ဘူးဘာကောင်းမလဲတက်စစ်တွေပါလာမှာ ကြည့်ရပါတော့။အနောက်တစ်ခုကလည်းအဲ့ဒီတရင်ကပေါ့ခလာ15တရင်မှုကလည်းဒုတိယဘုံမှုကြီးတင်ပါအခုကဘုံမှုဆင်ပဲရှိသေးတယ်။အော်ရှင်နေပေါ့ဒီအချိန်မှာ तू အပြစ်မရှိဘူးဆိုလို့ရှိရင် तू ຢာလူတိုးမှာနော်။အဲ့တော့ तू ຢာလူတက်တဲ့အချိန်မှာအာတော်တော်ပြဿနာဖြစ်တယ်ပေါ့နော်။အဲ့တော့ခတ်တာကလည်းအဲ तू ကတော့အဲ့လိုထိဟုတ်မှာပေါ့ဒီပေါ့နော်ဟိုတက်တယ်တက်တယ်မှာမြန်မာနိုင်ငံရဲ့စစ်တပ်မှာကတကယ်တမ်းပြဿနာရှာနေတာတရင်မှုတို့အရာရှိတဲ့ဆိုလို့ရှိရင်အရာရှိကြော်တွေကပြဿနာရှာသူတို့ကအုတ်ချုပ်နေတာ ဲ့တော့ခလာ25ကိုတကယ်တမ်းအုပ်ချုပ်နေတာကဒီတည်ရင်မှုခရော်ဖြစ်နေတာအငွေကြီးနဲ့ပတ်သက်ပြီးတော့လကောင်အဲ့ဒီတည်ရင်မှုအိမ်မှာလဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ခိုင်းမှုတော့ပေါ့ရဲမေတွေခေါ်ထားတာခေါ်ထားရလဲတယောက်နှစ်ယောက်၃ယောက်လောက်ရှိတော့ကြားသိရတယ်ပေါ့ဗျာနော်အဲ့တော့ဒါမျိုးတွေစစ်တပ်မှာဒါမျိုးဖြစ်ချင်နိုင်ဖြစ်လို့ရသလားဗျာနော်ရသလားအဲ့တော့အခုတက်ထဲမှာလဲကျွန်တော်တို့ဒီပေါ့ ခြေနှံတူရေးတဲ့ပုံစံမျိုးတွေနော်အဲနောက်ထပ်ဘလိုခေါ်မလို့ဆိုရင်ရဲမေတွေထဲမှာပြောနိုင်ဆိုနိုင်တဲ့သူတွေအားလုံးလည်းငွေကြေးတွေစံလို့စံတွေထောက်ပံ့ထားပြီးတော့သူပြောသလိုပြောခိုင်းထားတဲ့ပုံစံမျိုးတွေနောက်တစ်ခုကလည်းအဲ့ဒီတယင်းမှုကလည်းဗျာခတ်တာကတယင်းမှုကတော့ပောက်ကွဲတာပေါ့ဘလိုပောက်ကွဲလဲဆိုတော့အဲတနေ့ကျတော့ရှည်တန်းကိုအခုနော်တရက်လို့ဗိုလ်ကြီးကရှည်တန်းကိုရောက်နေတာရှည်တန်းကနေပြီးအခုဆိုရှင်တော့နောက်တန်းမှာလာပြန်ခေါ်တွေ့တယ်တဲ့ခေါ်တွေ့တဲ့ခါမှာအဲကောင်မင်းတနက်အပြစ်မှာထားခဲ့ တရတရပြန်ပြမထားပြီးသူခေါ်တွေ့တယ်ခေါ်တွေ့တဲ့ခါမှာမင်းကငေါ့ပြုတ်စီချင်တာလားပြုတ်လဲခယူမဆိုင်ဘူးဟဲ့ကောင်လေနော်မင်းကငေါ့တက်ကထွက်စီချင်တာလားငါခယူမဆိုင်ဘယ်ခယူဆိုင်မလဲဗျနော်ရတာနဲတာမဟုတ်တာတရတရကိုတရထဲဝင်ဝင်အောင်သိန်း60ရှိတယ်နော်အဲ့တော့ဘယ်လိုလုပ်ခယူဆိုင်တော့မလဲနော်အချိန်တန်းသွားလဲတာပြောနေတာနောက်ကလည်းမိမကတော့တပတ်တစ်ချိန်နှစ်ပတ်တစ်ချိန်လာအများကြီးရောက်တယ်ဘာလာလောက်တာလဲတော့မသိဘူးဗျာနော် ရတာလားယူတာလားယူတာယူတာလားရတာလားတော့မသိဘူးပေါ့ဗျာနော်အဲဒါမျိုးတိုင်းတာတွေဒီရှိတယ်အဲ့တော့လုပ်ပုံတွေလုပ်ပုံတွေပြောပါတယ်နော်အဲ့တော့ဘာကြောင့်မို့လို့ဒီစင်ထွတ်လင်းကိုဒီတယင်းမှုကတော်နဲ့ဒီတယင်းမှုနဲ့ကာကွယ်နေတယ်ဆိုတဲ့ခါကြတော့ဟဲ့ဒီမှာတော့တိုင်းလောကတော်ချုပ်ပေးပါတယ်နော်ဒီစင်ထွတ်လင်းရဲ့မိမကအဲစနရဲချုပ်ပေါ့ရဲချုပ်ဟောင်း ဘုချုပ်ကြီးတယောက်ရဲ့တမီးတို့သူ့ကိုသူအမြဲတမ်းပြောနေတဲ့အတွက်ကြောင့်ကျွန်တော်တမီးတို့သတ်မှတ်တယ်နော်အဲ့တော့ဘယ်လိုပဲဖြစ်ပါအဲ့တော့သူ့နာမည်နဲ့ဝက်တောက်ကားတွေဝယ်ပေးနေတာဟုတ်ကြနော်အဲဝယ်ပေးနေတဲ့အတိုင်းအတာမျိုးတွေမှာကြတော့ဝက်တောက်ကားကျွန်တော်လောက်လို့ရှိရင်ပြောလို့နာမည်ပါထုတ်ပြလိုက်မယ်နော်နော်အဲ့ဒါမလုတ်ချင်မလုတ်ချင်ဘူးအဲ့တော့တစ်ဖက်ကလည်းအနိုင်မကျင့်ပါနဲ့နော် တရားမှုတရားရင်ဆိုင်မှုအတိုင်းသွားပါเนาะကျွန်တော်ပြောပြသွားပြီဥပဒေထက်မှာဘယ်လိုမှမရှိစေရမတရားမှုကိုကျွန်တော်တီးမခံဘူးတက်မလို့ချစ်တယ်ဒါပေမဲ့မတရားမှုတွေလုပ်နေတာကိုကျွန်တော်လုံးဝမကြိုက်ဘူးပဲဗျာเนาะအဲ့တော့မရိမှုကတလပိုင်းเนาะ26ရက်နေရမရိမှုဖြစ်တယ်เนาะ9လပိုင်းကြာမှာ တော့ပိုးစစ်တယ်ဆိုတော့ဘလို့အုံနောက်မျိုးနဲ့ကျွန်တော်ကြည်တာပေါ့နော်အဲသူတို့စစ်တာလည်းဘယ်မှာစစ်မလဲဆိုတော့မိုးကောင်းဆေးရုံမှာစစ်တယ်နော်မိုးကောင်းဆေးရုံမှာအဲစစ်တဲ့ပုံစံမျိုးမှာဒီတရေမှုတရေပေါ့နော်တရေမှုရဲ့လက်မှတ်တွေပါလေပါတယ်ပုံစံမျိုးတွေထိရှိတယ်ပေါ့နော်အဲ့လိုမျိုးမျိုးသမီးငယ်တယောက်ကအခုအမျိုးသမီးငယ်ကဘလို့ဖြစ်နေဆိုတော့ဖီအားပေါင်းများစွာလေးရင်ဆိုင်နေရတဲ့အပြင်ကိုနော်အရှက် လေရင်ဆိုင်နေရတယ်ပတ်ဝန်းကျင်ဖီအားလေရင်ဆိုင်နေရတယ်အဲ့ဒါတရင်မှုကတော်ရဲ့ဒီလိုမျိုးပေါ့တိန်း30ပြရဒါပြစ်တစာဇက်သွင်းတာပဲလေတရားဥတရားဥပဒေအမှုမြောက်နေပြီဒါဒီလောက်တော့ခင်ဗျအမှုသိရအောင်နော်အဲ့တော့တရင်မှုကတော့ပြောလို့ဆိုတော့တိန်း30ပြည့်တယ်ဆိုတော့မဖိုးပြတာပါမဖိုးကတယောက်တည်းကိုခေါ်ပေးရသလားမဖိုးကဒီပြဿနာဖြစ်နေသူတယောက်တည်းကိုခေါ်ပေးရဒါပြစ်တစားဆက်သွင်းတော့သူကိုယ်တိုင်မှုတည်းဝင်နေမှုတည်းနဲ့မှာပါနေပြီနော်အဲ့တော့အထက်ပြပြောရမယ်ဆိုတော့ခင်ဗျမတရားလုံလုံနေမတရားလုံလုံတဲ့ခါကျရင်တော့ အဲကျွန်တော်တို့ဟာတခြားရွေးချယ်ကြမှာမရှိပဲဗျာနော်အဲ့တော့ရက်တီရအောင်ပါပဲလीနော်အဲ့တော့ခင်ဗျားတို့အခုဘယ်လိုဖြစ်နေလဲဆိုတော့ဒီတက်ကလည်းဘာကြောက်တယ်လဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ကလည်းမပြောဘူးလို့သဘောထားတာပေါ့ဗျာနော်မပြောဘူးဆိုတာလည်းကိုယ့်လုပ်လည်းမဟုတ်ပါဘူးပေါ့ဒါမျိုးမတရားလုပ်တဲ့ခါမှာတော့မတရားမှုကကျွန်တော်သိထားသမျှကိုကျွန်တော်ပြောမယ်အတီးပြို့ကတော့ခင်ဗျားတို့အထက်အရာရှိအစင်းစင်းတွေမှာတာဝန်ရှိတယ်နော်အဲ့တော့ ဒီတည်ရင်မှုတို့နော်ဝင်ငွေရတအားကောင်းတဲ့တက်တွေကိုဗျာနော်ငါအပွင့်ချွတ်သွားလဲမမောင်ပြူဟေကောင်နော်ထွက်ရလဲဘာမှမဖြစ်ဟေကောင်ဘာလင်းကောက်ထွက်စေခြင်းနဲ့လားထွက်သွားလိုက်မယ်ထွက်မှာပေါ့တရေတရေရတဲ့ဆက်ရနေတာမဟုတ်နော်လောပြည်လက်ပြည်နေလုံလုံလောင်လောင်နေနော်အေးဟုတ်ပါပြီအဲ့တော့ပဲကျွန်တော်အဓိကပြောချင်ပါသေးတယ်အဲထပ်ပြီးတော့ကျွန်တော်မပြောချင်ဘူးနော်ပြောလို့ရှိရင်လည်းမကောင်းဘူးအဲ့တော့ ခင်ဗျားတို့လိုအပ်ရင်ခင်ဗျားတို့ရဲ့ဒီ without card number ကောနော်ဒီစစ်စစ်ချက်တွေကောနော်အဲကျွန်တော်မထုတ်ပြခြင်းဘူးနော်မထုတ်ပြခြင်းတဲ့အတွက်ကြောင့်မို့လို့ညီညီနိုင်နိုင်နဲ့နော်အမှုကိုရှိကိုအရှိတိုင်းအတိကိုအတိတိုင်းနဲ့တရားဥပဒေအထက်မှာဘယ်သူမှမရှိစေရပုံစံမျိုးနဲ့သာဆောင်ရွက်ပါနော်အဲဆိုရင်ကျွန်တော်တို့ရှေ့လျှောက်လဲကျွန်တော်နဲ့ဘာမှတဲเสียညှိเสียအကြောင်းမရှိဘူးဟုတ်လား တော့အခုတို့ချုံပြီးတော့ဒီကိစ္စကိုပြန်ပြောမှဆိုရှင်ဘိုးကြီးကသူ့ကိုလောက်ကျန်တဲ့အဆင့်ထိအောင်ရောက်လာတယ်လောက်ကျန်တဲ့ရဲအဲမဟုတ်တပ်သားကိုလည်းအခုဆိုလို့ရှိရင်တော့အဲဘယ်လိုခေါ်မလဲကြီးမပေါက်တော့ကံကောင်းတော့ပေါ့ဗျာနော်အဲ့ဒီတပ်သားကိုလည်းအခုဆိုရင်တော့တိသွားလူတိရှင်ကြဖြစ်သွားတဲ့ကြောင့်အေးယူမယ်နော်အေးယူမယ်အမျိုးသမီးငယ်ကတော့တလာပိုင်းကဖြစ်တဲ့အဲတုပ်ပိုးကို၅လပိုင်းမှာအစ်စ်ခံရဆိုတော်တော်အုံနောက်ကြီးတာညံကြီးရှင်နေအုပ်ချုပ်နေတာနော်တလားညံကြီးရှင်နေကိုတခါတည်းနေရာပေးထားတာ ဟုတ်ပြီလားအဲအခုအခြေအနေကဘာလဲဆိုတော့အမျိုးသမီးမရင်းချင်းခံရတဲ့အမျိုးသမီးငယ်ကတက်ပြင်မှာဒါမျိုးဒုက္ခရောက်နေချိန်မှာเนาะအမျိုးသမီးကိုမရင်းချင်းလိုက်တဲ့အရာရှိကတော့เนาะအရာရှိရိတ်တာမှာအေးအေးဆေးဆေးပလင်းထောင်ဝိုင်းဖွဲ့ပြီးတော့ပျော်ရွှင်နေတော့မှာပဲသူမိမလည်းဝတ်တော့ကားကြီးတဝီဝီနဲ့ပါပဲเนาะဝတ်တော့ကားလေးကိုလည်းအတူလိုချင်တယ်သူ့နာမည်သူ့အဖေနာမည်ပြောလိုက်ရင်ဝတ်တော့ကောင်ဘယ်သူမှမကက်ရဘူးအဲဝတ်တော့ကနာမည်ပါချပါရပါမယ်နော် အောက်ပလာလိုအဲ့အဲ့တော့ဒါမျိုးတွေရှိတယ်တော့တယင်းမူကတော်အနေနဲ့ကလည်းအာကျွန်တော်အနေနဲ့ထပ်ပြီးတော့မပြောချင်ဘူးပေါ့ဗျာနော်မပြောစေချင်ရင်အနိုင်ကျင့်နိုင်မလုပ်ပါနဲ့တရားဥပဒေနဲ့ရှိကိုရှိတိုင်းနော်ဖိအားတွေအားလုံးပေးနေရတွေကိုရှောင်းပါကျင်ပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာနော်ကဲဟုတ်ပါပြီအဲကျွန်တော်ဒီနေ့မတရားမှုတွေနှစ်ခုပေါ့နော်အဲကျွန်တော်ပြောခဲ့ပြီးပြီ အတီးပြုတ်တွေကတော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးဝိုင်းမင်းစူးစားပါအဲ့ထို့တူဒီနေ့တို့ချုံပြောမယ်ဆိုရင်ကိုဖုံးကိုကိုဖုံးကိုချစ်တဲ့ချစ်ပါတယ်ဆိုတဲ့ခင်ဗျားတို့တွေဝိုင်းရက်တီပါအတန်ပြုတ်ပါနော်ခင်ဗျားတို့အတန်ကိုထုတ်ဖော်ပြီးတော့အားလုံးချောင်းအောင်ကြည်ကြဲလောင်းလောင်းပြောပါမပြောဘူးဆိုလို့ရှိရင်တော့ဒီကိုဖုန်းတို့ကတခြားကဲမဲ့သူကခင်ဗျားတို့ပဲရှိတယ်သူ့နောက်မှာဘာအပွင့်ဘာခတ်မှမရှိဘူးသူ့နောက်ကအပွင့်ခတ်ဆိုတာလေဘယ်လိုဟောမလဲဆိုလို့ရှိရင်တူတူလေးတွေနော်ဒီနေ့တစ်ချက်မှုလိုက်ရင်လွင့်သွားမဲ့လူကြီးပဲ ိုက်စင်လောက်ပဲရှိတာဟုတ်ကလားတစ်ဖက်အုပ်စုရဲ့နောက်မှာကជីជីမမအကြီးတွေရှိနေတယ်အဲ့တော့ဒါကတက်တွင်းအားပြိုင်မှုနဲ့နော်ကျွန်တော်အင်အားနဲ့ဒီဘာမလဲပါဝါပြိုင်မှုတခုတော့သွားတွေ့ရတယ်နော်အဲထို့တူပဲအခုမိုးညင်းခလာရ15ဒီမရိမှုပြဿနာကလည်းတတော်ကြီးကိုအနိုင်ကျင့်မှုတွေဖြစ်နေတယ်ခင်ဗျားတို့မရဘူးဆိုလို့ရှိရင်တော့အာကျွန်တော်အနေနဲ့ကတော့ဆက်လက်ပြီးတော့ တင်ပြပြောဆိုနေရမှာဖြစ်တယ်ပေါ့ဗျာနော်ကဲဟုတ်ပါပြီဒီလောက်မှာပဲကျွန်တော်ရဲ့ရုပ်တံလေးကိုရပ်ပြရစေနော်ကျေးဇူးများပါ